Torian Wish to လပါဘူး Here we go ပါဗျာဘလို့လဲလပါဘူးဖန်ကြီးပျော်ကြရလားပေါ့နော် အဲ့တော့ကျွန်တော်တို့ဒီအပြောင်းရွှေ့က transform window မဖွင့်ခင်ကနေကလက်ပါဘူးသင်းကတောက်လျှောက်လှုပ်ရှားနေကြတာကျွန်တော်တို့အခုဆိုရင်နှစ်ပတ်ဝန်းကျင်ထိရောက်ရှိလာခဲ့ပြီဖြစ်တယ်ပေါ့နော်အဲ့ဒီနေထားမှာညနေရာထိတောင်မှကျွန်တော်တို့သဘောတူညီမှုရဖို့ရအတွက်ဝေးကွာနေစေရှိနေသေးတဲ့အနေအထားတွေကိုကျွန်တော်တို့တွေ့မြင်ခဲ့ရတယ်ညနေတော့ကျွန်တော်ရဲ့ live ထဲမှာကျွန်တော်ပြောခဲ့တယ်ပေါ့နော်ဒါပေမဲ့အခုလက်ရှိအချိန်မှာဆိုရင်တော့ Florian Wish က လီဗာပူးအသင်းကိုဟီဝီကိုးသွားခဲ့ပြီဖြစ်ပါတယ်။နာမည်ကြီးအကစားသတင်းတောက်ဖာဘရီဇီယိုရိုမာနိုရဲ့ဖော်ပြချက်အရလက်ရှိကျွန်တော်တို့လီဗာပူးအသင်းနဲ့ဘိုင်ယန်လီဗာကူဆင်အသင်းရဲ့ဂျာရီမှာအသက်22နှစ်အရွယ်တိုက်စစ်အာတန်ကွန်လေကစားသမားဖလော်ရီယန်ဝစ်ကိုခေါ်ယူရေးအတွက်ယူရို150ဝန်းကျင်နဲ့သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။ဒါကအပူထပ်ဆောင်ကြီးတွေအကုန်လုံးအပါအဝင်ဖြစ်ပါတယ်ဗျ။ဟုတ်ကဲ့ပါ။အဲတော့တကယ်ကိုပျော်စရာကောင်းတဲ့မနက်ခင်းလေးလို့ဆိုရမှာဖြစ်ပါတယ်ခင်ဗျာ။အဲတော့ကျွန်တော်လက်ရှိနေထားမှာလီဗာပူးအသင်းနဲ့လီဗာကူဆင်အသင်းရဲ့ဂျာရီမှာ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တဲ့အနေအထားမှာအပူထပ်ဆောင်ကြီးအပါအဝင်ယူရိုတန်150ဝန်းကျင်ပက်ကီနဲ့လီဗာပူးအသင်းနဲ့လီဗာကူစင်အသင်းရဲ့ဂျာလဲမှာသဘောတူညီမှုရရှိခဲ့ပြီးဖြစ်ပါတယ်။အဲလက်ရှိနှုတ်အားဖြင့်ပဲရှိသေးတယ်။ကျွန်တော်တို့ server stand ကိစ္စတွေကတော့ဆက်လက်ပြီးတော့လှုပ်ဆောင်နေကြတာဖြစ်ပါတယ်။လက်ရှိ Florian Wish အနေနဲ့ကတော့လီဗာပူးအသင်းနဲ့အတူတူစေးစစ်ဖို့ရာအတွက်သူ့ရဲ့လီဗာပူးအသင်းနဲ့အတူလက်မှတ်ထိုးဖို့ရာအတွက်စတင်လှုပ်ဆောင်နေခဲ့ပြီးဖြစ်တယ်ဆိုပြီးတော့ Fabrizio Romano ကပေါ်ပြလာခဲ့တာဖြစ်ပါတယ်ဗျ။ဟုတ်ကဲ့ပါ။တကယ်ကိုဝမ်းသာစရာကောင်းတဲ့သတင်းလေးတစ်ခုဖြစ်တယ်ပေါ့နော်။ဒါက Blue Wave အပြင်ဂျာမနီရဲ့အတောက်ပါဆုံးကွန်းလေကစားသမားနှစ်ဦးလို့ပြောလို့ရတယ်ဂျာမနီရဲ့အတောက်ပါဆုံးကျယ်ဝင်ကစားသမားနှစ်ဦးလို့ပြောလို့ရတယ်ဂျမန်မူစီယာလာနဲ့ဖလော်ရီယန်ဝစ်တကယ်ကိုပြောမယ်ဆိုလို့ရှိရင်အတောက်ပါဆုံးကစားသမားတဦးပေါ့နော်ဂျာမနီမှာဆိုလို့ရှိရင်လက်ရှိကျွန်တော်တို့ဂျာမန်ဖွန်နလီဂါရဲ့တရာသီဆုံးအကောင်းဆုံးကစားသမားစုကို၂ရာသီဇက်တိုက်စုကူးထားနိုင်တဲ့ကစားသမားအသက်အရွယ်ပိုင်းကလည်းအခုမှ22နှစ်ပဲရှိသေးတယ်လို့တကယ်ကိုထလန်တက်ပလေယာတဦးဖြစ်တာဖြစ်တဲ့အတွက်လေပါဘူးအသင်းအနေနဲ့ကဒီကစားသမားကိုကျွန်တော်တို့တကယ်ကိုခေါ်ယူဖို့ရ ာအတွက်ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ကြောက်လက်ရှိချိန်မှာတော့ကျွန်တော်တို့ hiwi ကိုသွားခဲ့ပြီဖြစ်ပါတယ်ဗျအဲ့တော့ဒီ Florian Wish ကိုခေါ်ယူရေးမှာပေါ့နော်ဒီပါဘူးအသင်းအနေနဲ့ကယူရို350ဝန်းကျင်ထိအသုံးပြုသွားဖို့ရှိတယ်အဲစုစုပေါင်း package ကျွန်တော်တို့အပိုထပ်ဆောင်ကြီးတွေအနေနဲ့ယူရို350ဝန်းကျင်အထိအသုံးပြုသွားမှာဖြစ်ပါတယ်ဒါကကျွန်တော်တို့လီဗာပူးအသင်းအတွက်လည်းစံချိန်နဲ့ပြောင်းရွှေ့ခြင်းတစ်ခုဖြစ်တယ်ထပ်ပြီးတော့ကျွန်တော်တို့အင်္ဂလန်ကျွန်တော်တို့ဗီတိန်ရဲ့စံချိန်နဲ့ပြောင်းရွှေ့ခြင်းတစ်ခုလည်းဖြစ်ခဲ့သလိုကျွန်တော်တို့ဥရောပအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တတိယမြောက်အမြင့်ဆုံးပြောင်းရွှေ့ခြင်းအမြင့်ဆုံးကာသမာတူအဖြစ် ြစ်စံချိန်ဝင်သွားတော့မှာဖြစ်ပါလေ။အဲဒါကဘလူးဝေးဖြစ် Florian Wish လို့ကစားသမားမျိုးအနေနဲ့ကတော့ကျွန်တော်အနေနဲ့ဒီကြီးကတန်တယ်လို့ကျွန်တော်မြင်နေ။အဲအဲ့တော့လက်ရှိလာစာကဏ္ဍကြီးကတော့ဘလောက်ဖြစ်မလဲဆိုတာကတော့ကစားသမားနဲ့လီဗာပူးအသင်းရဲ့ဂျားထဲမှာဆက်ပြီးတော့ညှိနှိုင်းသွားမှာဖြစ်တယ်။လက်ရှိလီဗာပူးအသင်းအနေနဲ့ကတော့ဒတ်တလောသတင်းတွေအရဆိုရင်ကျွန်တော်တို့9နှစ်အပေါင်းတစ်နှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့ကျွန်တော်တို့သိရတာဖြစ်ပါလေခင်ဗျာ။ဟုတ်ကဲ့ပါတကယ်ကိုမင်္ဂလာရှိသောမနက်ခင်းလေးပါပဲ။ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်ပတ်လောက်ခလင်းကကျွန်တော်တို့ညလေကောင်းကောင်းအိယာမနက်ခင်းဆိုရင်လည်းအိယာနိုးတာနဲ့ဖုံးလေးထားပွတ်ပြီးတော့စောင့်နေရတဲ့ အနေအထားတစ်ခုမှာအခုလက်ရှိကတော့ Florian Wish ကို လပဘူးအသင်းက Euro 150ဝင့်ကျင်နဲ့ခေါ်ယူနိုင်ခဲ့ပြီး ဖြစ်ပါလေဗျလက်ရှိကတော့ကျွန်တော်တို့မကြခင်မှာဆေးဆစ်လိုက်မယ်ဆေးဆစ်ပြီးလို့ရှိရင်ကျွန်တော်တို့ official announcement တွေလောက်လာဖို့ရပဲရှိတော့တယ်ပေါ့နော်တကယ်ကိုပြောစရာကောင်းပါလေအဲ့တော့ဘလိုပဲဖြစ်တကယ်ကိုစိတ်ချမ်းသာစရာကောင်းတဲ့မနက်ခင်းလေးလိုပဲဆိုရမှာဖြစ်ပါလေဗျအဲ့ကို congratulation မှာလက်ပါဘူးပေါ့နော် congratulation FSG congratulation Michael Arrow congratulation ကျွန်တော် Richard Hu လိုပဲဆိုရမှာဖြစ်ပါလေအဲ့တော့ Florian Wish အနေနဲ့ကတော့ Liverpool စင်အသင်းမှာသူဘလောက်ထိဆွမ်းဆောင်ပြခဲ့တယ်လေဆက်ပြီးတော့ကျွန်တော် Germany မှာသူဘလောက်ထိဆွမ်းဆောင်ပြထားလဲဆိုတာလည်းကျွန်တော်ညီကိုတွေအားလုံးပဲသိပြီးသားဖြစ်ပါလေဗျာ အဲ့တော့ကြတော့လီဗာပူးအသင်းမှာရောသူ့အနေနဲ့ဘယ်လောက်ထိဆွမ်းဆောင်ပြသွားမလဲအာနီစလော့ရဲ့လမ်းအောင်မှာသူ့အနေနဲ့လီဗာပူးအသင်းအတွက်အောင်မြင်မှုတွေကိုဘယ်လောက်ထိရယူပြီးသွားနိုင်မလဲဆိုတာကျွန်တော်ရင်ခုန်စိတ်လို့ရှားစွာနဲ့စောင့်ကြည့်သွားရတော့မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအဲ့တော့ Florian Wish to Liverpool ကျွန်တော်ယူရိုတန်150ဆိုတဲ့အပေါ်မှာရောကျွန်တော်ညီကိုတွေဘယ်လိုများမြင်မိကြလဲဘယ်လိုလဲလီဗာပူးဖန်တွေပျော်လားမပျော်ဘူးလားဆိုတာလဲကျွန်တော်ရဲ့ Our Common League ထဲမှာဆွေးနွေးညှင်းခုန်ပြီးသွားကြပါအောင်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြတာပေါ့ဗျာ Whoop, whoop.